မင်္ဂလာနှုတ်ခွန်းလေးဆက်တာလိုက်ပါရယ်နော်ဆရာမအခုလိုပန်းနေကြားထဲမှာရေတော်တွေနဲ့ပြင်ဆင်ထားတယ်ဆိုတော့ဒါနော်အခုလာမယ့်လာပြည့်ကုသိုလ်အဋ္ဌံတွေပြင်ဆင်ပြထားတာဖြစ်ပါတယ်အခုဆရာမပြောမယ်နော်လာပြည့်ကတော့အားလုံးသိတဲ့အတိုင်းအားလုံးသိကြတဲ့အတိုင်းမကြခင်ရောက်ရှိလာတော့မှာဖြစ်တယ်နော်တပေါင်းလာပြည့်နေ့ဖြစ်ပါတယ်တပေါင်းလာပြည့်နေ့ရဲ့ထူးခြားတာက မြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးပြည်တော်ဝင်တဲ့နေ့လို့လဲနော်အများသိရှိထားတာဖြစ်ပါတယ်နော်မြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးဟာသူ့ရဲ့ဖာခမီးတော်ဘုရားရှင်ရဲ့ဖာခမီးတော်ရှိရာနော်မွေရက်ဇာတိဖြစ်တဲ့ကပိလုပြည်ကိုယဟန်နာပေါင်း2000နဲ့ကြွချီလာတဲ့နေ့ဖြစ်တယ်အဲ့တော့ဥတီပြီးကြွချီတာကတော့တပေါင်းလားပြည့်နေဦးဥတီပြီးတော့ကြွချီလာတာဖြစ်ပေမဲ့လို့ เนาะကပိလူပပြည်ကိုတကယ်ရောက်တဲ့အချိန်မှာတော့တပေါင်းလာပြီကျော်တရက်နေ့ကိုရောက်ပါတယ်เนาะအဲ့တော့တပေါင်းလာပြီနေ့ကိုဥတီပြီးမြတ်စွာဘုရားရှင်ဟာဖခင်အဖြစ်ကနေတရားဒေသနာတွေဟောပြောပြီးတော့เนาะယဟန္တာတွေအများကြီးသာသနာမှာဖြစ်ထွန်းသွားတဲ့နောက်ယဟန္တာအရှင်မြတ်နှစ်ပေါင်းကိုချံရံပြီးတော့เนาะမိမိရဲ့မွေးရဇာတိဖြစ်တဲ့ကပိလူပပြည်ဖခင်ရှိရာကိုเนาะစတင်ပြီးတော့เนาะပထမဦးဆုံး ကြွရောက်တဲ့နေဖြစ်တယ်အဲ့တော့ပြည်တော်ဝင်တဲ့နေလို့လဲတင်စားခေါ်ဝေါ်ကြပါတယ်เนาะအင်မတန်ထူးခြားတဲ့နေပါအဲ့ဒီတပေါင်းလာပြည့်နေမှာဘုရားရှင်ကကပိလိုပြည်ကိုကြွရောက်လာတဲ့အတွက်အဲ့ဒီဘုရားရှင်ကြွရောက်လာတာကိုအကြောင်းရင်းခံပြီးတော့เนาะလူပုဂ္ဂိုလ်နတ်ပုဂ္ဂိုလ်ဘရဝအပေါင်းအတွက်တန်ဖိုးရှိလာတဲ့တရားဓမ္မတွေအများကြီးเนาะပေါ်ထွက်လာတယ်နာကြခွင့်ရကြပါတယ်ဒါကြောင့်တပေါင်းလာပြည့်နေဟာ ထူးခြားတဲ့နေ့တစ်နေ့ဖြစ်ပါတယ်အဲ့တော့အဲ့တော့ဆရာမကတော့ဒါကိုအကျဲချက်ပြီးမပြောတော့ပါဘူးเนาะအဲ့တော့အဓိကဆရာမတို့အခုဆောင်ရွက်ရမယ်ဒါပြည့်ကုသိုလ်အဋ္ဌံလေးကိုပြောချင်ပါတယ်အခုရောက်ရှိလာမယ့်တပောင်းလာပြည့်နေ့ဆိုတဲ့နေရာမှာเนาะမိတ်ဆွေအစ်စ်တွေเนาะမိတ်ဆွေအစ်စ်တွေမသိတဲ့အခါမှာဇဝေဇဝါဖြစ်မှာဆိုလို့ဒါလေးလည်းရှင်းပြခြင်းပါတယ်ပြက်ကလေးမှာရှိတဲ့တပောင်းလာပြည့်နေ့ဟာတွက်ယုံတွက်နီးအရထွက်ပေါ်လာတဲ့တပောင်းလာပြည့်နေ့ပါเนาะအခုဆရာမပြောမယ့် တပောင်းလာပြည့်နေ့ကတော့လမင်းနဲ့နေမင်း180ဒီဂရီတိတိကွာချပြီးလရဲ့အလင်းရောင်ကိုအခြားသော အရိပ်စာယာဖုံးလွှမ်းခြင်းမှကင်းလို့နော်မိမိရဲ့အလင်းကိုအပြည့်အဝထုံလွှမ်းနိုင်တဲ့အချိန်လရဲ့အဝန်းအဝိုင်းအပြည့်အဝဖြစ်ပေါ်နိုင်တဲ့အချိန်ကိုနော်လပက်ခပြည့်တဲ့အချိန်နေနဲ့သတ်မှတ်ပြီးနော်လပြည့်တဲ့နေ့လပြည့်တဲ့အချိန်လို့သတ်မှတ်တာဖြစ်ပါတယ် ဲ့တော့အခုလာပြည့်မဲ့နေ့ကနော်တပေါင်းလာပြည့်လာပက်ခပြည့်မဲ့နေ့ကရောက်ရှိလာမယ်မာရှလာ14ရက်နေ့ဖြစ်ပါလိမ့်နော်14ရက်3/2025တောက်ကြနေပါနော်လာပြည့်မဲ့အချိန်ကနေ့လေတနာရီနဲ့24မိနစ်တိတိအချိန်မှာနေမင်းနဲ့လာမင်း180ဒီဂရီအနေအထားနဲ့ရက်တီကြပြီးလာမင်းကြီးရဲ့เนาะအချင်း အဝမ်းပြေဝစွာပြေဝန်ခွင့်ရရှိမဲ့အချိန်ဖြစ်ပြီးလရဲ့စွမ်းအားအမြင့်ဆုံးအချိန်ကိုရောက်ရှိမှာဖြစ်ပါတယ်။နော်အဲ့ဒီအချိန်မှာတော့တနင်္လာကျိုလမင်းကြီးဟာတင်ရာဒီကို နောက်ခံထားပြီးလပြည့်မှာဖြစ်တယ်လို့အဲ့ဒီလပြည့်တဲ့အချိန်ကာလမှာလည်းပဲဩတရဘရဂုဏီနှက်ခတ်နဲ့အတူရှင်တွဲပြီးတော့လပြည့်မှာဖြစ်ပါတယ်နော်ဒါတွေကတော့ဘ ਹੁ တုတ္တငါပြောပြခြင်းဖြစ်ပါတယ် ဲ့တော့ဒါကြောင့်ဆရာမတို့တွေအခုပြုတ်လုံးမဲ့เนาะလာပြည့်အဋိဌံကုသုံကိုတော့တကယ်လာပြည့်မဲ့လာဘက်ခအင်အားအပြည့်ဖြစ်မဲ့နေ့လေတဏှာကြီး24မိနစ်ကိုဥတည်ပြီးနေ့လေတဏှာကြီးတိတိကနေစပြီးတော့ဆောင်ရွက်ရမှာဖြစ်ပါတယ်အဲ့တော့ဆောင်ရွက်ဖို့အတွက်ပြင်ဆင်မှုလေးကိုဆရာမအရင်ပြောပြခြင်းပါတယ်เนาะအားလုံးမြင်သာအောင်ဆရာမဒီလိုလေးခင်းကျင်းပြီးပြထားပါတယ် အရင်ဆုံးပန်းပူဆောင်မှုကိုစပြီးပြောချင်ပါတယ်။ပန်းပူဆောင်မှုကပန်းအိုးနော်ဖန်ဖန်ခွက်နဲ့ပဲပြင်ပြင်ပန်းအိုးနဲ့ပဲပြင်ပြင်အောင်အိုးနဲ့ပဲပြင်ပြင်ဘာနဲ့ပဲပြင်ပြင်ရပါတယ်။အထင်းကအားဖြင့်ပါဝင်တဲ့ပန်းနဲ့အယောင်တွေမှန်ကန်ပြည့်စုံဖို့သာဖြစ်ပါတယ်။ပန်းအိုးတစ်လုံးစီမှာအဖြူရောင်ပန်း၃ဖွင့်နဲ့အနီရောင်ပန်း၃ဖွင့်အဖြူရောင်ပန်း၃ဖွင့်နဲ့အနီရောင်ပန်း၃ဖွင့် ပြီးရင်ဂန်းကော်၃ညဒီဘက်မှာလည်းဂန်းကော်၃ညဒါဆိုရင်ပြည့်စုံပါပြီဆ iam ကတော့အခုเนาะအလုံးကိုဟိုတိတ်တာထင်ရှားအောင်နမူနာအနေနဲ့ဥစော်ပြဖို့အတွက်ရတဲ့ပန်းကိုဝယ်ခဲ့တာဖြစ်တယ်เนาะအဲ့တော့ဆ iam ရခဲ့တဲ့ပန်းကဂန္ဓမာနဲ့နှင်းစီရခဲ့ပါတယ်အဲ့တော့မိတ်ဆွေတို့ကအဖြူရောင်၃ဖွင့်နဲ့အနီရောင်၃ဖွင့်ဖြစ်ဖို့အတွက်ဂန္ဓမာမှ နှင်းစည်းမှမဟုတ်ပါဘူး။အယောင်ကာလာအနေနဲ့အဖြူရောင် အနေရောင်သုံးဖွင့်စီပါဖို့နဲ့ဘန်ကော်သုံးညွတ်ပါဖို့เนาะဒါပဲပန်းအိုနှလုံးပြင်ရမှာဖြစ်ပါတယ်။ပြီးရင်တော့ဒီဥစ္စာကတော့နည်းနည်းလေးမိမိအိမ်မှာဖန်ခွက်အခက်ခဲရှိတဲ့လူတွေဆိုရင်လည်းဖန်ခွက်မဟုတ်လည်းပဲတန့်ပြန့်တော့เนาะဂိုင်းပါတဲ့ခွက်တွေနဲ့လည်းရတယ်เนาะဆရာမကတော့အိမ်မှာ အဲအကုန်လုံးဒိဋ္ဌံလောက်တိုင်းလောက်တိုင်းမှာလိုအပ်တဲ့ဟာတွေအကုန်ဖြစ်ဆွဲထားတော့ဒါရှိနေတယ်ပေါ့เนาะအဲ့တော့အကယ်၍မြန်အဲဒီရေကြီးတော်ကိုးခွက်လို့ကိုဆံမတော်ဒါမတူညီဘူးလေတချို့ဟာတွေမတူဘူးပေါ့မတူလဲပြဿနာမရှိဘူးဂိုင်းခွက်ပါလဲရတယ်အရေးကြီးတာကိုးခွက်တောက်တော်ရေကိုးခွက်ဖြစ်ပုံကိုးခွက်ကို၃ခွက်ဒဒန်၃ခွက်ဒဒန်၃ခွက်ဒဒန်အဲ့ဒီလိုဖန်ခွက်ကလေးတွေကိုးခွက်နဲ့ပြင်ဆင်ထားပါတယ် ဆရာမကဖန်ခွက်ကလေးတွေနဲ့နားရဲဖန်ခွက်မရှိဘူးမပြည့်စုံဘူးဆိုရင်ဖန်ခွက်ကောเนาะကြွေခွက်ကောဂိုင်းခွက်ကောဘာနဲ့ပဲဖြစ်ဖြစ်ပိုးခွက်ပြည့်စုံရင်ရပါပြီဟမ်ဒါပေမဲ့ပြင်ဆင်တဲ့နေရာမှာเนาะရေကြည်တော့3ခွက်စီကိုတဒန်းပြင်ဆင်ရမှာဖြစ်တယ်ဒီလိုကန့်လန့်ဖြတ်3ခွက်စီတဒန်းဆိုရင်လဲဒေါင်လိုက်ဟာ3ခွက်စီတဒန်းဖြစ်နေပါတယ်เนาะဒီပုံစံအတိုင်းပြင်ဆင်ဖို့လိုအပ်ပါတယ်အဲဆရာမ နော်ရေပြင်တာပန်းပြင်တာတွေပြောပြပါပြီအဲ့တော့ဆောင်ရွက်ရမယ်ကုသိုလ်အတိတ်ထံကမလုပ်ရမလဲဆိုတော့မဟာသမယတုတ်တော်ကြီးကို ပူဇော်ရမှာဖြစ်ပါတယ်နော်အဲ့တော့ပူဇော်ပုံကရှမတို့လာပြီအတိတ်ထံဝင်ရောက်တဲ့ပုံကိုဒီတိုင်းသိရှိထားပြီးဖြစ်ပါလိမ့်မယ်နော်ဘုရားရှိခိုးမယ်ငါးပါးသီလခံယူမယ်ပြီးရင်တော့မိမိတို့လှူဒန်းနေကြပန်းရေချမ်းစီမီကတ်လို့မယ်ပြီးရင် မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးထံမှာနော်အီလာပြိလာဘက်ခပြည့်တော်အချိန်ကာလကိုဥတီလှရဲ့မာသမြတ်တုတ်တော်ကြီးကိုရွပွားတဲ့ဆယ်ပူဇော်မိဖြစ်ပါ၏ဗျာရပြည့်တော်ကိုပူဇော်ခွင့်ပြုပါ ရှင်မြတ်ကြီးဘုရားဆိုပြီးဘုရားရှင်ထံမှာခွင့်ပန်ပါမယ်ပြီးရင်တော့မာသမြတ်တုတ်တော်ကြီးကိုအတူတကွကြွရောက်ရေပူဇော်နာကြတော်မူနိုင်ကြရန်တွေ့ဆိုပြီးတော့ ဘာသာဆောင်နမင်းကြီးကနေစပြီးမိမိဖိတ်ကြားလို့တော့ပုံကိုယ်တွေကိုအကုန်ဖိတ်ကြားမယ်ပြီးတဲ့အခါမှာတော့ပါဝင်ဖို့အဓိကအရေးကြီးဆုံးဟာစက်ကြဝလာတိုက်တသောမှနတ်ပြမအပေါင်းတို့ကြွရောက်ကြပါကုန်လောကြွရောက်ကြပါကုန်လောကြွရောက်ကြပါကုန်လောကြွရောက်ကြ၍ကျွန်ုပ်နှင့်အတူတကွမာသမ ्या တုတ်တော်ကြီးကိုရုတ်ပွားတရေဆယ်ပူဇော်နာကြတော်မူကြပါကုန်လောဆိုပြီးတော့ မဖြစ်မနေပါဝင်အောင်ဖိတ်ကြားရမှာဖြစ်ပါတယ်။နော်အဲ့ဒီလိုဖိတ်ကြားပေးသွားရင်ကြွားရောက်လာကြပြီလို့စိတ်အာရုံမှာမှတ်သားပြီးဘုရားရှင်ကိုဥစွာပထမပန်းများနဲ့ပူဇော်မှာဖြစ်ပါတယ်။နော်အဲ့တော့ပန်းနေနဲ့ပူဇော်မယ်ရှင်မြတ်စွာဘုရားရပြီတော်သည်မာသမြသုတ်တော်ကြီးကိုစကြဝဠာတိုက်တောင်းမှာနတ်ဗြဟ္မာအပေါင်းနဲ့တရားဗြဟ္မာတို့ကိုလေးမြတ်စွာဖိတ်ကြား၍အတူတကွ มาตะเมียตุ๊ดโจจีปุซอมีဖြစ်ပါ၍อีมาตะเมียตุ๊ดโจจีကိုจั่วหยอกปุซอจ้ากုံเนาะตะมารีวะเนี่ยเนี่ยน่ะกองเนี่ยณฐีวะอะปองโนโกซาอะจะนุ่มมาพะยาศีอะอีติ่นเถตอปั้นโนဖြင့်ปุซออะบาอีพะยาဟောเนาะเอ้าปี้ฤเนาะอะศีเมียสวาพะยาตะมีรอติมาตะเมียตุ๊ดโจจีကိုยั่วปวาตะเรเสปุซอมีဖြစ်ပါ၏พะยา cho hiểu là cho tôi tâm hari quan em nhận con nè bao nè sẽ chào lại trai cho tao mà nét cho màu bao nè nè à chú đây quá má tâm nhá tốt rồi chỉ cổ bu xong như thế bà xin ông nhà phía ấy cô bà đó cô nó cũng thấy thà lấy vậy chỉ chỉ cho cô quay cổ kiên sinh vậy xin ông nhà phía à cho hiểu là cho tôi tâm hari quan em nhận con nè bao nè sẽ chào lại trai cho tao mà nét cho màu bao nè nè à chú đây quá ở đi rồi cắt lụa vậy xem nhà phía số đi rồi ဘုရားရှင်ကိုရေးကြည့်တော့ကတ်လို့ရမှာဖြစ်ပါတယ်နော်အဲ့ဒါကတ်လို့ပြီးရင်တော့အရှင်ဘုရားဓာပြတော်နှင်းတကွာကြောက်ရောက်လာကြတော့တမာရီဝနဲ့မျက်နှာကနဲ့အပေါင်းတို့သည်ယနေ့ကြောက်ရောက်တော့ဒဘောင်းလာဤလပခာအင်းအားပြေဝစွာတရှိလာတော့မင်္ဂလာအချိန်ကာလမှာအစပြု၍မာသမယတုတ်တော်ကြီးကိုတနေ့လျှင်ပိုးချိန်တိတိရုပ်ပွားတရေဆယ် 不少金鹅，那山可能也大一点，什么别上月不少米批发一瓶，他买了一不少木，啊，朱的话就要用不少加工的，他们的湾那边那个那帮石匠啦，在这岛上那阿帮了一不少木的，阿这慢点，可能有白多亩吧，现在养，手培养鞋嘛，看本钱比较嘛，批发的，哎罗，这一天的，要是来买。 မတ်လ14ရက်နေ့ကနေတနေ့ကိုမဟာသမယတုတ်တော်အရှိဆုံးမှာရှိတဲ့မဟာသမယ339ဘိုက်ကို9ချိန်နေ့စဉ်ပူဇော်ရမှာဖြစ်ပါတယ်အဲ့တော့နေ့စဉ်9ချိန်လို့ပြောတဲ့အတွက်အဲ့တော့နည်းနည်းလေးအချိန်ယူရမှာဖြစ်တယ်ဒါပေမဲ့စူးစမ်းပြီးစောင့်ရပါစတင်တဲ့နေ့ကတော့အခုဆရာမပြောတဲ့လာပခပြည့်တဲ့အချိန်တနာရီနဲ့24မိနစ်ကိုဦးတည်ပြီး နေ့လေတနာရီကနေစပြီးစတင်ရမှာဖြစ်ပေမဲ့အခြားသောနေ့တွေနေ့တွေမှာတော့အချိန်ကာလသတ်မှတ်ထားတာမရှိပါဘူးเนาะမိမိစိတ်အားထက်သန်စွာအေးအေးဆေးဆေးဆောင်ရွက်နိုင်တဲ့အချိန်တစ်ခုကိုပဲရွေးချယ်ပြီး28ရက်ပြည့်အောင်ဆောင်ရွက်သွားပါအဲ့တော့14ရက်နေ့ကနေစပြီး28ရက်ကဘယ်နေ့ပြည့်မလဲဆိုတော့ April လ6ရက်နေ့အထိပူဇော်သွားရမှာဖြစ်ပါတယ်เนาะအဲ့တော့အဲ့တော့ပူဇော်တဲ့အချိန်မှာ เนาะမပူဇော်ခင်မှာဖြစ်နိုင်ရင်တော့အခုရက်လိုသေးတယ်ပေါ့เนาะအဲ့တော့မဟာသမယတုတ်တော်36ဘိုက်ဖြစ်တဲ့ဒီတုတ်တော်ကြီးရဲ့အဓိပ္ပာယ်ကိုအစအဆုံးစစ်စစ်ညံ့ညံ့ကြေအောင်နားလည်ဖို့မလိုပါဘူးသဘောတရားမိမိဆိုလိုက်ရင်ဘာကိုရည်စူးတယ်ဘာကိုပြောချင်တယ်ဆိုတာလေးကို နားလည်ရင်ဒါရပါပြီเนาะဩเนาะအဲ့တော့အဲ့လိုလမ်းရတက်တောင်းပြတ်တောင်းဖြစ်နေတယ် ဲ့တော့เนาะမိမိနားလည်ရင်ရပါပြီအဲ့တော့အရင်အကြီးဆုံးနေမဟာသမယတုတ်တော်ကြီးကိုပူဇော်နေတဲ့အချိန်မှာเนาะအလွတ်မရတဲ့သူကစာအုပ်ကိုဖတ်ပြီးတော့ပူဇော်လို့ရပါတယ်အလွတ်ရတဲ့သူကလက်အုပ်ချီပြီးတော့ပူဇော်ပါပူဇော်နေတဲ့အချိန်မှာတရိပ်ထားရမှာအာယုံမပြန့်လွင့်မှုဖြစ်ပါတယ်เนาะရှင်တော်မြတ်ဘုရားထံမှာခွင့်ပန်ထားတာမဟာသမယတုတ်တော်ကြီးကို ရောပွားတဲ့ဆေပူဇော်နာကြမည်ဖြစ်ပါ၏လို့ဖျားရှင်ထံမှာခွင့်ပန်ထားပါတယ်။ဒါကြောင့်ရောပွားခြင်းပြုရမယ်။နော်ပူဇော်ခြင်းပြုရမယ်။နာကြခြင်းပြုရပါမယ်။ဒါကြောင့်မိမိပူဇော်နေတဲ့အသံကိုမိမိပြန်ပြီးနာယူရမှာဖြစ်ပါတယ်။ဒါမှသာမာသမ ्या တုတ်တော်ကြီးရဲ့ပူဇော်ခြင်းကုသိုလ်ကိုထိုးကြားစွာဖြစ်ပေါ်စေမှာဖြစ်ပါတယ်။အဲ့တော့မာသမ ्या တုတ်တော်ကြီး28ရက်ကို နေ့စဉ်မပြက်လာပြီနေ့ကနေစပြီးဆောင်ရွက်သွားခြင်းအပြင်เนาะအဲ့တော့ကိုစီကိုစီမိမိတို့ကိုစီကိုစီထူးခြားတဲ့အကြောင်းအရာတွေပေါ်ပေါက်လာပါလိမ့်မယ်ဒီလာပြက်ဖြစ်တဲ့တပေါင်းလာပြက်ရဲ့ဝင်တဲ့နှက်ခတ်ကောင်းရဲ့အခြေအနေကောင်းတွေက စတင်တဲ့အချိန်ကစပြီးเนาะအဆုံးဆုံးသွားတဲ့အချိန်အထိเนาะဟို28ရက်ပြည့်တဲ့အထိเนาะ အခြေအနေခေါင်းတွေကို ဖြစ်ပေါ်စေမဲ့နှက်ခတ်တွေနဲ့ကောင်းချိုးတွေကိုရရှိစေမှာဖြစ်တယ်ဆရာမကုနာပြောတာနည်းနည်းဟိုအနင်းဖြစ်သွားတယ်နော်28ကြိမ်28ခေါင်းမဟုတ်ဘူးနော်ကိုးကရက်က28ရက်နော်အဋိဌံတရားမှာ28ရက်ပူဇော်ရမှာကကိုးကကိုးကပူဇော်ရမှာဖြစ်တယ်ကိုးကလည်းပဲနည်းနည်းတော့အချိန်ပေးရတယ်ပေါ့နော်မရသေးတဲ့လူကကြိုပြီးတော့ကြက်မှတ်ထားပါကိုးကပါနော် ဘိုးကောက်ပူဇော်ရမယ်ရက်က28ရက်ပူဇော်ရမှာဖြစ်ပါတယ်အဲ့တော့အားလုံးပူဇော်လို့ပေးသွားပြီဆိုရင်နေ့စဉ်ဘာလုပ်ရမလဲဆိုတော့နော်ပူဇော်လို့အားလုံးပေးသွားပြီဆိုတာနဲ့မာသမြတ်တုတ်တော်ကြီးကိုရောပွားတရဆယ်ပူဇော်နာကြ၍ပြီးမြောက်အောင်မြင်ခဲ့ပါအဲ့တော့မာသမြတ်တုတ်တော်ကြီးပူဇော်ရတော့အမေတော့လေးမျက်စွာဖိတ်ကြား၍ကြောက်ရွံ့ကြပါဂုံတော်ဆိုပြီးမိမိဖိတ်ကြားထားတဲ့လူတွေကိုပြန်ပြီးတော့ နော်ဟိုပြန်ပြောမယ်ပြောပြီးရင်ဘိုင်းနိုင်ပြန်တက်ပြီးတော့ပြန်ပြောမယ်အဲ့တော့အားလုံးပဲဟိုအခုလာမယ့်14ရက်နေ့မတ်လ14ရက်နေ့နေ့လေတနာရီတိတိမှာဒီအထိတ်ထံကိုစတင်ဆောင်ရွက်သွားမှာ ဖြစ်တယ်မတ်လ14ရက်နေ့ကနေ April 9ရက်နေ့ထိ28ရက်တိတိအထိတ်ထံတင်ပြီးတောက်လျှောက်ဆောင်ရွက်သွားမယ်မာသမ ्या တုတ်တော်ကြီးကို ။တပေါင်းလာပြည့်လာဘက်ခပြည့်တဲ့နေ့14ရက်နေ့နေ့လေတနာရီကနေစပြီးတော့အဋ္ဌကံတင်ပြီးတနေ့ကို6ချိန်ပူဇော်ရမှာဖြစ်ပါတယ်။ပူဇော်တိုင်းပူဇော်တိုင်းမှာဆက်ကြောက်လာတိုက်တဲ့တောင်းကနတ်မြမတွေကို ပါဝင်အောင် အသေးအချာသတိထားပြီးဖိတ်ကြားပါ။မြစ်တာပို့ပေးပါ။အမျှဝေပေးပါ။နော်ဒါလေးကိုပြောချင်ပါတယ်။ဆရာမရဲ့မိတ်ဆွေများအားလုံးကျမ်းမာချမ်းသာကြပါစေ။စိတ်ချမ်းသာကိုယ်ချမ်းမာခြင်းနဲ့ပြည့်စုံကြပြီး 现在呢，东买也广激素讲，多赚钱、几百斤、千大斤、年斤的，活动，高就做过的，办三下心，哪家的不这样花